တခါတော့ကပင်လယ်ကမ်းခြေမှာရှိတဲ့ရွာလေးတစ်ရွာမှာနေထိုင်တဲ့အဖိုးကြီးတစ်ယောက်ရှိပါတယ်။သူကညနေနေဝင်ချိန်ဆိုလို့ရှိရင်သူကပင်လယ်ကြီးကိုသူ့ရဲ့အိမ်မောကနေပြီးတော့မှအမြဲတမ်းသူဟာကြည့်နေပါတယ်။အဲ့တော့သူကနေဝင်ချိန်ကိုကြည့်တာမဟုတ်ဘူး။ဆန်းဆက်ကိုကြည့်တာမဟုတ်ဘူး။သူကလာထွက်လာတဲ့အချိန်ကိုသူကကြည့်တာ။လာထွက်လာတဲ့အရာလေးကိုသူကကြည့်တာ။နော်လာထွက်တဲ့နေ့ဒီမှာပေါ့။ ူကနှစ်ပေါင်းများစွာเนาะလာထွက်တဲ့ရဲတိုင်းကိုသူထွက်ထွက်ပြီးတော့มาကြည့်အဲ့တော့အဲ့ဒီရွာလူတွေလည်းဒီလူဘာလဲပေါ့เนาะလာထွက်တာပဲဘာဆန်းလို့လဲအမြဲတမ်းသူကြည့်နေထွက်နေမှာပဲမကြည့်လည်းဒီလာထွက်နေမှာပဲအဲ့တော့သူ့ကိုအမြဲတမ်းလာကိုစောင့်ကြည့်တဲ့သူဆိုပြီးတော့มาသူ့ကိုခေါ်ကြပါတယ်သူကတည့်ရတော့လာထွက်လာကိုသူ့ရဲ့အိမ်ပေါ်ကထိုင်ကြည့်နေတဲ့အချိန်မှာလူတစ်ယောက်ကလမ်းဖြတ်ပြီးတော့มาရှောက်ပါတယ်ရှောက်ပြီးတော့มาဟိုးเนาะဘာတွေလုပ်နေရလဲဘာတွေကြည့်နေရလဲ ဩမင်းသိရတိုင်းမင်းကတော့နော်လထွက်လာတာကိုငါရတာခံပြီးတော့မှငါကြည်နေတာဒီလိုကြည်လာတာလည်းငါလထွက်တဲ့နေတိုင်းကလာပြီးတော့မှကြည်တယ်ငါအရန်သဘောကျတယ်ဘာရီမြန်ထူးကြလို့လဲတော့ဘာရီမြန်ထူးကြလို့လဲလထွက်တာပဲနော်အဖိုးမကြည်လည်းထွက်မှာကြည်လည်းထွက်မှာပြီးတော့ဒီလထွက်တာကြီးကြည်ပဲနေတိုင်းကြည်နေရတာမပြင်းဘူးလားသူပဲလေတရက်ကြည်ပြီးမဟုတ်ဘူးလားအဲ့တော့ခုနအဖိုးကြီးအဆွေမြင့်လာငါဘေးနားမှာလာကြည်ပါလားဆိုပြီးတော့မှ ဝင်ကြည့်ခိုင်းတယ်ကြည့်တော့ဖြည်းဖြည်းနဲ့တော့လာထွက်လာတယ်သိတ်ကိုလှပါတယ်တော့တီတီငင်ငင်အေးချမ်းချမ်းလှလှပါပါเนาะလေလေးရလည်းတိုက်နေအရန်သဘောကြတယ်ဘေးနားလူမကြီးတယ်ဘလို့နေလဲဟာအရန်စိတ်ချမ်းသာစရာကောင်းတာပဲအရန်အေးချမ်းတာပဲအရန်လှပါတာပဲโอเคအဆိုလို့ရှိရင်မင်းမနဲ့ပြန်လဲပြန်လာခဲ့မလားငါနဲ့အတူကြည့်အောင်ဆိုတော့နောက်နေ့လည်းအဲ့သူကရောက်လာတဲ့ခါမှာလာပြီးတော့မှဖိုးကြီးနဲ့တူတူလာထွက်တော့ထိုင်ပြီးတော့မှကြည့်တယ်အဲ့တော့ဖိုးကြီးကမေးပြီး ဘလို့လဲမနေ့တုန်းကထွက်တဲ့အလှပတရားနဲ့ဒီလထွက်တဲ့အလှပတရားခံစားချက်နဲ့အခုဒီနေ့လထွက်လာတဲ့အလှပတရားနဲ့ခံစားချက်ကအတူတူပဲလားဘာရီကွာချားလဲဆိုတော့ခုနလူကကွာချားတယ်။နော်မနေ့တုန်းကအလှပနဲ့ဒီနေ့အလှပနဲ့မတူဘူး။မနေ့တုန်းကဒီလထွက်တဲ့ခံစားချက်ကဒီနေ့လထွက်တဲ့အချိန်မှာခံစားရတဲ့ခံစားချက်နဲ့မတူဘူး။အဲ့တော့တရက်နဲ့တရက်မတူဘူးဆိုပြီးပြောတဲ့အခါမှာဖိုးရဲစပြီးတော့မှပြောပါ မှန်နေတော့မင်းတို့ထင်တာကလာထွက်တာကနေတိုင်းဒီလိုပဲထွက်တာပဲတူတူပဲလို့ထင်လိမ့်မယ်ဒါပေမဲ့မဟုတ်ဘူးတရက်နဲ့တရက်လှပမှုချင်းခံစားချက်ချင်းမတူဘူးအဲ့ဒီလိုပဲဘဝမှာလေလူတွေက နေတိုင်းဒီလောက်ရက်တွေကိုနေတိုင်းနေတိုင်းလုပ်နေကြတယ်ဒါပေမဲ့သူတို့ထင်တာကအခုဖြစ်နေတဲ့ပြဿနာတွေအခုဖြစ်နေတဲ့ကြုံတွေ့နေရတဲ့เนาะဒီစိတ်ခေါ်မှုတွေเนาะဒါတွေကအတူတူပဲလို့ထင်တာ ဒါပေမဲ့တကယ်တမ်းကျတော့မဟုတ်ဘူး။ကျုံတွေ့နေရတဲ့စိန်ခေါ်မှုတွေထက်ခါထက်ခါလာနေတဲ့ပြဿနာတွေအခက်ခဲတွေဒါတွေကတစ်ခုနဲ့တစ်ခုမတူကြဘူး။ကိုကသာပြဿနာတစ်ခုတွေ့ပြီးအခက်ခဲတစ်ခုတွေ့ပြီဆိုလို့ရှိရင်ဒုက္ခလို့မှတ်တယ်၊ဆင်းရဲခြင်းလို့မှတ်တယ်၊ပြဿနာလို့ပဲသတ်မှတ်တယ်။တကယ်တမ်းကျတော့အဲ့ဒါတွေကတစ်ခုနဲ့တစ်ခုမတူဘူး။ပုံစံတစ်ခုနဲ့တစ်ခုမတူဘူး။ဒါလေးတွေကိုကိုကမြင်အောင်ကြည့်ပြီးတော့မှဘဝမှာဖြည့်ရှင်းသွားမယ်ဆိုလို့ရှိရင် ောင်မြင်မှုတွေရလိမ့်မယ်ဆိုပြီးတော့မှပြောတော့ခုနလိုနားလည်သွားပါတယ်အဲ့တော့ဒီကြောင်းတွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတယ်ကျွန်တော်လူငယ်တွေမိတ်ဆွေတွေကိုလည်းကျွန်တော်ကပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဘဝမှာနေတိုင်းခက်ခဲလေးတွေတွေ့နေမယ် စိန်ခေါ်မှုလေးတွေကြုံတွေ့လိမ့်မယ်ပြဿနာလေးတွေတွေ့လိမ့်မယ်အထင်နာအာဒီပြဿနာလေးကြီးပဲလာနေတာကွာဒီအခက်ခဲတွေကြီးပဲလာနေတာကွာဒီစိန်ခေါ်မှုတွေပဲလာနေတာကွာလို့ထင်ကောင်းထင်လိမ့်မယ်တကယ်နဲ့ကျတူမှာမဟုတ်ပါဘူးပြဿနာလေးအခက်ခဲတွေစိန်ခေါ်မှုတွေကအဲ့တော့အဲ့ဒီပြဿနာလေးစိန်ခေါ်မှုတွေအခက်ခဲတွေရဲ့ပုံစံလေးတွေကိုကိုကကြည့်ပြီးတော့မှဘဝမှာ ကောင်းကောင်းဖြေရှင်းသွားမယ်အဲ့တော့စိန်ခေါ်မှုတွေကိုတခုချင်းစီကိုကောင်းကောင်းဖြေရှင်းမယ်ကောင်းကောင်းကြော်လွှားမယ်အခွင့်အလမ်းတွေထက်ခါထက်ခါလာနေတဲ့အခွင့်အလမ်းတွေကိုကောင်းကောင်းယူပြီးတော့မှအသုံးချမယ်ဆိုလို့ရှိရင်တော့ ဘဝမှာချမ်းသာမှုတွေကြီးပွားမှုတွေအောင်မြင်တိုးတက်မှုတွေရပါလိမ့်မယ်ဒီကြောင့်အားလည်းကနေပြောမှာအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့ငယ်တဲ့မိတ်ဆွေတွေကအကျိုးစုတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုတို့အကျိုးစုတွေရတဲ့ဆိုလို့ရှိရင်တော့ထုံးစံအတိုင်းပဲကိုမမှာ yes တို့ရေးပြပါဦးဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးအတွက်လည်းကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကုညာလေးအောင်မှာမင်္ဂလာရှင်သွန်းနေတဲ့ဖြစ်ပါစေ